အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ Manchester United အသင်းက Brentford အသင်းရဲ့တိုက်စစ်မှု Brian Ambubo ကိုတရားဝင်ဆက်သွယ်ပြီးတော့ကာလမှုတွေပြုလုပ်ထားပြီဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းက Brian Ambubo က Manchester United ကို ပြောင်းချွေကြောင်းဝေခံတယ်။ Man United အသင်းကိုပြောင်းရွှေ့ဖို့အတွက် ဒါပရီးမီးယားလီဂါချန်ပီယံလိဝင်ထားတဲ့အသင်းတွေကိုပါပယ်ပြီးတော့ရွေးချယ်ခဲ့တယ်လို့ဆိုထားတယ်ဆိုတော့သူ့အနေနဲ့ယူနိုက်တက်ကိုပြောင်းမယ်ယူနိုက်တက်ကိုပြောင်းခြင်းနဲ့ရူဘင်အမရိုလက်ထက်မှာလက်အောက်မှာကစားခြင်းတယ်ဆိုတော့သူကအဲ့လိုမျိုး statement တွေကိုအကြီးကြီးချထားတာကိုအခုဒေးဗစ်အော်စတိန်တို့ဖာဘီဆီယိုတို့ဖော်ပြပြီးတဲ့အချိန်မှာအခုရူဘင်အမရိုနဲ့မန်ချက်စတာယူနိုက်တက်ကဘရိုင်းအမူမိုကိုမနေ့ညတော့ကပဲဆက်သွယ်ခဲ့တယ်စကိုက်ပူရဲ့ရပူရာယောဖာဘီဆီယိုနဲ့ ဒေးဗစ်အော်ဆေးရဲ့ report ရ United က initial ဆက်သွေးခဲ့ပြီးတော့ကစားမရဲ့အပြောင်းရွှေ့ကိစ္စအတွက်စပြီးဆွေးနွေးတယ်။ကစားမကိုယ်တိုင်ကလည်း United ကိုပြောင်းရွှေ့ခွင့်ရရင်လစာနှစ်သိန်းခွဲလောက်ထိလိုချင်တဲ့အကြောင်းတတိယမှာပေါ်ပြလာတဲ့အချိန်မှာ Manchester United ကတော့ Inigo Inigo Cruz လက်ထက်မှာလစာတွေကိုတော်တော်ကို စစ်စစ်ပြီးတော့ပေးထားတယ်။အများဆုံးရတာက Matthias Tillet ပြဒီ ိုင်မြူနစ်မှာ3သိန်းခွဲလောက်ရတဲ့သူကမန်ယူနိုက်တက်မှာ3သိန်း9000ပဲရတယ်ဂျန်နာရီက3သိန်း3000 3သိန်း1000အဲ့လောက်တည်ပဲယူနိုက်တက်ကအင်္ဂလိပ်ကရုစကသူပေးထားတာဆိုတော့အဲ့ဒါကရဖို့ခက်တဲ့အချိန်မှာအခုလက်ရှိမှာဒေးဗစ်အွန်စတေးရဲ့ရပိုးရမန်ချက်စတာယူနိုက်တက်ကတရားဝင် official bid ကို Brentford ကိုကမ်းလှမ်းလိုက်တယ်ဒါတရားဝင် official bid ကပြောင်းရွှေ့ချေပေါင်55တန် plus အပူစုချင်းဝေအပ်ကို75တန် package နဲ့သူကမ်းလှမ်းတယ် ဆိုဘရန်ဖို့ကစာချုပ်တစ်နှစ်ပဲကြာနေအပူတစ်နှစ်ကိုကလပ်ဘက်ကထတ်တိုးခွင့်ရှိတဲ့ Brian Ambumo ကိုသူတို့ကတန်း60ရာရောင်းမယ်ပေါ့ဗျ။ဆိုအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ကထင်တာမို့လို့အဲ့ဒါက Brian Fu အတွက်ဒါ Kimono တိုက်စစ်မှုကိုရောင်းဖို့လုံလောက်တဲ့အပေါက်လို့တွက်မှတ်ထားတာ။တကယ်တမ်းလဲကြာရော Brian Fu ကအသေးနိုင်လဲလိုချင်တယ်။ Man United ကလည်းပြောင်းခေါ်ချင်တယ်။ကစားမလဲပြောင်းချင်တဲ့အတွက်ကြောင့်သူတို့အသေးအရန်လိုချင်မှတည်တော့ပြောင်းရွှေ့ကြီးကို တန်း60မကတော့ပဲနဲ့ထပ်ပြီးတိုးလိုက်တယ်ဆိုတော့အခု Fabrizio မှာဖော်ပြတဲ့ report အရရောအခုလက်ရှိဖော်ပြတဲ့နောက်ဆုံး report အရ Bradford အသင်းက Manchester United ကပေါင်45တန်း plus အပူစုချင်းဝေးဆယ်တန်းနဲ့ကာလာမှုကိုမြင့်ပယ်ပြီးတော့ဒါလက်ရှိမှာတန်း80ထိဒါရှိမယ်ဆိုပြီးတော့ဖော်ပြလာတယ်ဆိုတော့အခု Fabrizio မှာလည်း Bradford ဘက်ကတန်း80လောက်ထိလိုချင်နေပြီးတော့ Brian Ambu အတွက်သူတို့ဘက်ကတန်း80ထိ တောင်းဆိုပွဲရှိတယ်ဗောလေဒီနေရာမှာတချို့ကတော့မီဒီယာတွေမှာဖော်ပြနေတဲ့ faker ဖြစ်ပြီးတော့ဒါ brandford တကယ်လိုချင်တဲ့အမောင်းပုတ်ဘူးဆိုပြီးတော့ပြန်ပြီးတော့ကောက်ွယ်ပြောထားတာတွေလည်းရှိတယ်ဒါပေမဲ့အခုလောလောဆယ်အနေထားရတော့ brian ambubo ကို manchester united ကလူချင်းနေတဲ့အမောင်းထက်တော့ brandford ပူပြီးတော့တောင်းနေတယ်သူတို့က60လောက်ရရင်လွတ်မယ်လို့ပြောထားပြီးတော့မှအခုက Man United က45 plus 10တန်းဆိုတော့55တန်း baby 5တန်းလောက်ခေါ်မယ်အခုကတန်း80ကိုလေတန်း80ဆိုတော့များတယ်ဗျ25နှစ် ဒါကင်မရွန်လူဝီစီဖြစ်တဲ့အသက်25နှစ်နောက်တစ်ခုကမှတ်ထားမှာကအာဖရိကကစားသမားတွေအားလုံးဟာတစ်နှစ်ခြားတစ်နှစ်ခြားမှာဒါနှစ်နှစ်တစ်ခါနှစ်နှစ်တစ်ခါအာဖရိကဖလာစားကစားသမားတွေကိုအာဖရိက Nation Cup ကိုအာဖရိက Nation Cup ကိုလွှတ်အောင်အဲ့ဒီချက်ကလည်းနည်းနည်းတော့ခေါင်းစားဆရာဖြစ်မယ်ဒါအခုလောလောဆယ်မှာကစားသမားကိုယ်တိုင်ကလည်း၄000ကျွဲကနေ၃000ကျွဲထိ လာစားလိုချင်တယ် ရန်ဖူကလည်းမူလကတန်း90တန်း90နဲ့တန်း60အခုကတန်း80ထိပါလိုချင်နေတယ်ဆိုတော့အရန်လိုချင်အခုကကစားမကယူနိုက်တက်ကိုအရန်ပြောင်းချင်တယ်မန်ယူနိုက်တက်ကလည်းသူ့ကိုလိုချင်တယ်တခါထော့နမ်အာစနယ်စပါလီဗာပူးအသင်းတွေကလည်းလိုချင်တယ်အသင်းတိုင်းကပရီးမီယာလိဂ်ကလည်းလိုချင်တဲ့အတွက်ကြောင့်ဘရန်ဖူကစာချုပ်တစ်နှစ် plus တစ်နှစ်ပဲကျန်တဲ့ဘရိုင်အန်ဘူမိုးကိုယူနိုက်တက်ကလန်တာထပ်ပူများတဲ့တန်း90ထိတောင်းဆိုထားတာဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်